ဘပြည်သူများခင်ဗျာဘုရားပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့ဒီနေ့သံပေကျင်းမော်နယ်ဆရဏနိုင်52မိနစ်ခန့်မှာဒီဂျီရောကောင်းစီနေပြီးမန္တလေးတိုင်းစကားတိုင်းဒေသကြီးတချို့ဒေသတွေမှာဒီနေ့လှုပ်ဖော်မှုဖြစ်ခဲ့ပါတယ်ဖြစ်ပေါ်တဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ဘက်20ကီလိုမီတာခန့်အကွာမှာဘဟုပြုပြီးတော့မြေအောက်10ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရပါတယ် လုပ်တဲ့အဆင့်ကတော့ register scale 0.8 scale ရှိကြအောင်အဆင့်ရှိကြအောင်ဒီအဲ့ဒီငလေးအလုံးပြင်းထန်တဲ့ငလေးတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။နောက်ဆက်တဲ့ငလေးများလည်းဆက်တဲ့လှူရှာခဲ့တာရှိပါတယ်။ဒီလှူရှာမှုကြောင့်ထိခိုက်ပျက်စီးမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့ပြီးပြီးတော့မှာတော့ပျက်စီးမှုများပြားပါတယ်။လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပုံတင်ပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစီနေမြို့မှာ 96ရောက်စကိုင်းမြို့မှာ78ရောက်ကြောက်ဆယ်မှာ30ရောက်စုစုပေါင်း144ရောက်တေဆုံကျောင်းနဲ့ဒါအရတော့ဒီပြည်တော်ကောင်းဖြစ်နေပြီပဲ132ရောက်စကိုင်းမြို့မှာ300ရောက်နဲ့ကြောက်ဆယ်မြို့မှာတော့စီစီဆယ်အလုံးပေါင်း932ရောက်ဒါအရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံမှုနဲ့ဒါအရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်ဒီချို့နေရာဒီမှာလည်းအတိုက်ကြီးပြိုကျတဲ့အကြောင်း ဒီတိုက်တွေလည်းပြန်ပြီးတော့မှဟိုဆက်တည်းလုံငန်းတွေကျွန်တော်လုပ်နေဆဲဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါဒီလိုမိဘပြည်သူများနေတယ်လေဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအကျပြစာလုပ်ဖို့ရှိတယ်တော့ကြောင်းတက်နေတော့ဘဝကိုကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လို့ပါတယ်ကျွန်တော်နေတယ်ဒီဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းအရေးပေါ်အခြေအနေကြီးရထားပြီးတော့ပြည်ပကူညီမပေးနိုင် ပြီးနိုင်မှုတွေဟိုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာတွေပြီးတော့လက်ပြန်ပါရေဖို့ကိစေပစ္စည်းတွေပို့ဖို့တယ်။အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစေကိစေပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောထားတယ်။ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ဒါတော့မြေသည့်နိုင်ငံမြေသည့်အခွင့်အရေးမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိမှုမြို့ပြည်သူမြို့သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာ။ 譲ってもら